မင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါရယ်ဖျားရှင်ရဲ့ဂျေဇရောကိုချီးမွမ်းပါရယ်ကျွန်ဂျေဇရောကြောင့်2025ခုနှစ်ဂျွန်လ26ရက်နေ့တို့ရောက်ရှိလာပါပြီပို့ဆောင်တော်မူသောဖျားရှင်ကိုဂျေဇုတင်ပါရယ်နေ့ရက်စတိုင်းကြည်ရှုခွန်အားယူသောဓမ္မပရိသတ်အားလုံးကိုဖျားရှင်ကောင်းချီးပေးပါစီဆုတောင်းကြပါစို့အဖဖျားဂျေဇုတင်နေနှစ်ဘက်တော်အဖြစ်တည်ဆောက်ဆရာဖြစ်စီပါနာနေတဲ့တမန်တော်ကိုကိုရောဘေးယူဆောင်ဖို့ပြပါအခုလည်းကျွန်တော်ပြောတာထက်ကိုရောပြောခြင်းသာဖြစ်စီပါ ။သခင်ယေရှုနာမအားဖြင့်ဆုတောင်းရဝေငှပါရဖေ။အာမင်။ဖျားရှင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါရ။ကျွန်တော်ဓမ္မောင်းချမ်းမှာတွေ့ရတဲ့အရေးကြီးတဲ့နေရာ12ခုကိုကျွန်တော်နားထောင်နေပါရ။အဲ့တော့ကျမ်းစာထဲမှာကပောက်ကျမ်းအနေမာလခိကျမ်းထိမာလခိနာဂတိကျမ်းထိဆို39ကျမ်းရှိပါရ။အဲ့ဒီ39ကျမ်းထဲမှာမှဒီတမောင်39ကျမ်းထဲမှာတိတ်အရေးကြီးတဲ့နေရာ12ခုရှိပါတယ်။အဲ့ဒါကိုကျွန်တော်တကယ်တစ်ခုစီနားထောင်တာဒီကနေ့10ခုမြောက်ကိုရောက်ပြီဖြစ်ပါတယ်။ နံပါတ်1ပမာတစ်ခုကတော့အေရင်ဥယျင်ဖြစ်ပါတယ်။တမန်ကျမ်းစာမှာအလွန်ရေးကြီးတဲ့အရက်ဒေသတစ်ခုဖြစ်တယ်။ကောဟုကျမ်းခန်းကြီး1 6ကောဟုကျမ်းခန်းကြီး1အငယ်1ကိုဖတ်ရင်တွေ့ရမယ်။ဒါအများကြီးရှင်းပြခဲ့ပါပြီ။နံပါတ်2ကလည်းအာရက်တောင်ဒါတော့နော်ယီသမွန်တင်ခဲ့တဲ့တောင်ဖြစ်တယ်။ကောဟုကျမ်းခန်းကြီး1အငယ်4ကိုဖတ်ရင်တွေ့ရမယ်။ရေလောမှုချင်းပြီးတဲ့အခါနော်ယီသမွန်ကဒီတောင်ပေါ်မှာသွားတင်ခဲ့တာဖြစ်တယ်။နံပါတ်3ကတော့ဘာဘလုံရဲတိုက်ကောဟုကျမ်းခန်းကြီး7အငယ်9နဲ့6ထိဖတ်ရင်တွေ့ရမယ်။ဖျားသခင်ကိုစန့်ခြင်းပြီး ကောင်းငင်ကိုမှီဖို့အတွက်ကြော်စောကိတ်တိရဲ့စန္ဒတွေနဲ့တိဆောက်တဲ့ကပြူပြက်ခြင်းနဲ့ကွဲပြားခြင်းနဲ့ရှုပ်ထွေးခြင်းတွေနဲ့သူတို့ညီကုန်းချုပ်ခဲ့ရတယ်။ဒီဘက်ကလို့ရဲတိုက်ကြီးပြူပြက်သွားတယ်ဆိုတော့တွေ့ရတယ်။နံပါတ်၄ကတော့ဥရမျိုးခါလဒေးလူမျိုးတွေဒီဥရမျိုးမှာနေထိုင်တယ်။ခါလဒေးဆိုတာဘာဘလုံလူမျိုးတွေကိုပြောခြင်းဖြစ်တယ်။ကောကြငန်းစတဲ့ငယ်28ကိုဖတ်ရင်တွေ့ရမယ်အာဗြဟံကသူ့အဖေတေရနဲ့သူ့ညီကို၃ယောက်နဲ့ဒီဥရမြို့မှာနေခဲ့ဘူးတယ်ဆိုတော့ တော့တွေ့ရတယ်အဲ့ဒီနေရာမှာအသက်ရှင်တဲ့ဖရားကိုရလာပြီနောက်ဆုံးခါနန်ခါနန်ပြည်မှာသူကကောင်းကြီးတွေခံစားရပြီမျိုးဆက်တွေကိုဘုရားသခင်ကဂရီတော်တိုင်းကောင်းကြီးပေးခဲ့တယ်ဆိုတော့တွေ့ရတယ်အာဗြဟံရဲ့နေရင်းမျိုးစီဥရာမျိုးဖြစ်တယ်နောက်နံပါတ်5ကတော့ခါနန်ပြည်ဒါအာဗြဟံပြောင်းရွှေ့ခဲ့တဲ့နေရာဂရီတော်နဲ့ဆိုင်တဲ့အယက်ဒေသလေးဖြစ်တယ်ဒီကနေ့ဒီအစ္စရေးတွေကိုဘုရားသခင်ကခါနန်ပြည်မှာကောင်းကြီးဖြစ်စေတယ်ဒါပေမဲ့ဒီခါနန်ပြည်ကိုမျိုးမျိုး ုက္ခပေးမှုတွေလည်းရှိတယ်သို့တော်냐လည်းဘုရားသခင်ရဲ့ကွယ်ကခြင်းကိုသူတို့ခံရတယ်ခရီးတော်နဲ့သက်ဆိုင်တဲ့ပြီးကိုဝင်ခဲ့ရတာဖြစ်တယ်ကပောက်ချန်ကြီးဆက်နှစ်ငယ်နှစ်ကလေး9အထိဖိုင်တွေ့ရမယ်နောက်ချက်ကတော့အေဂုတုပြီအေဂုတုဆိုတာကတော့ရှိကြတဲ့ပြီးတပြီးဖြစ်တယ်သူဖြင့်အလွန်လေးကြော်ကြားတဲ့ပြီးတပြီးဖြစ်တယ်ဣသရေလမျိုးတွေနှစ်430လောက်ကျွန်ခံခဲ့တယ်အေဂုတုဘီယံဖာရောတွေကအလွန်ဆိုးခဲ့တယ်ယောသက်က ဲ့အဲဂရုပီမှာဒုတိယဘုရင်ကဖြစ်ဘုရားသခင်ချီးမြှောက်ခြင်းခံရခဲ့ဘူးလေနောက်ဆုံးမှာတော့ယောသက်ကိုမသိတဲ့ sorry ရုပ်တရက် line ကျသွားလို့ဖြစ်တယ်အဲ့တော့ယောသက်ကိုဘုရားသခင်ကဒီအဲဂရုပီမှာဒုတိယဘုရင်ကဖြစ်ချီးမြှောက်ခဲ့တယ်ဒါပေမဲ့ယောသက်သိပြီးနောက်ပိုင်းမှာယောသက်လူဖျားချစ်တဲ့သူထထမြတ်မြတ်တယောက်မှမပေါ်လာဘူးနောက်ဆုံးမှာယောသက်ကိုမသိတဲ့ဖာရောပေါ်ထွန်းလာတဲ့အခါမှာဒီအစ္စရေးတွေကကျုံဖြစ်သွားတယ် နောက်ဆုံးမောရှိလက်ထက်မှာပြန်လည်ပြီးလွတ်မြောက်လာတယ်ဆိုတော့တွေ့ရတယ်ဒါလည်းကျော်အများကြီးရှင်းပြခဲ့ပါပြီကပောက်ချန်ကန်73ငယ်30ကိုဖိုင်ကျော်တွေ့ရမယ်နောက်နံပါတ်9ကတော့သီနာတောင်ထွန်းမြောက်ချန်ကန်ကြီး69ငယ်71ကိုဖိုင်တွေ့ရမယ်သီနာတောင် horror တောင်လို့လည်းခေါ်တယ်ဒီတောင်ပေါ်မှာ horror တောင်ပေါ်မှာမောရှိကသူ့ရောက်ခမတိုးတွေကိုသူကြောင်းခဲ့ဘူးတယ်နောက်ပြန်ပြီးအဲ့သီနာတောင် horror တောင်ပေါ်မှာသူပြည့်ညတ်တော်ဆေဘွားပြန်ယူခဲ့ရတာဖြစ်တယ်သီနာတောင်ဆိုတော့မောရှိတို့ဖျားနဲ့အလွန် အကျွမ်းတဝင်ရှိခဲ့တဲ့အရက်ဒေတာလို့ပြောရင်မမှားပါဘူးဒါလည်းကျွန်တော်အများကြီးနားထောင်ခဲ့ပြီထွတ်မြတ်ကြံခန်းကြီး19ငွေ17ကိုဖတ်ရင်တွေ့ရမယ်ဒီကနေ့ကတော့နံပါတ်၈နံပါတ်၈ကတော့သဲကန္တာယဒါကဘာလဲဆိုတော့အေဂုတုပြည်နဲ့ခါနံပြည်ကြားမှာရှိတဲ့ကန္တာယဒေးဇက်အဲ့ဒီကန္တာယကြီးကတော့ဒါ Israel ကြီးအဲ့သဲကန္တာယမှာနှစ်40ပတ်ခဲ့တော့လေကြံခန်းကြီး14ငွေ32ကိုဖတ်ရင်တွေ့ရမယ် အဲ့ဒါတော့ဗာရေးထားလေးဆိုတော့အဲ့ဒါလေးမှဖတ်ခင်နေရှင်းပြခြင်းနဲ့တောလီယာကျမ်းခန်းကြီး73နဲ့ခန်းကြီး74အဲ့နှစ်ခန်းအလွန်လေးအရေးကြီးတယ်တောလီယာကျမ်းခန်းကြီး73မှာနော်အစ္စရေးတည်းဒီကာဒီရှာဆိုတဲ့အရက်ပေါ့နော်ကာဒီရှာဘနာဆိုတဲ့အရက်ကိုရောက်တဲ့အခါမှာမောရှိကဒီဣသရေလ7မျိုးတွေကနေတယောက်တယောက်စီရွေးပြီးတော့ခန္ဓာပြုတော့ချိတ်ခိုင်းလိုက်တယ်ရူဘင်ရှိမောင်လေးဝိယူဒာဣသခာဇာဘူးလုံးဒါနတ်တလီကအာရှာယောသဘေယမင်း7ယောက် ဲ့ဒီတင်းကနေမှတယောက်တယောက်စီကိုရွေးပြီးတော့ဒီကာဒီရှပနာရဲ့နဲ့ခန္ဓာပီကကတ်နေပြီတယောက်ခန္ဓာပီကိုသူတို့ဝင်နေပြီအဲ့ဒီမှာတကယ်တော့အေဂူရူပီကနေသူတို့အိုက်ကာဒီရှပနာရဲ့ကိုရောက်တဲ့အချိန်ကခဏလေးတွင်းမှာရောက်လာတယ်တယောက်ခန္ဓာပီလည်းသူတို့မြင်နေပြီဝင်လဲဝင်လို့ရနေပြီအဲ့ဒီမှာအေဂူရာဣန္ဒြေဆန်မျိုးတွေကခေါင်းဆောင်ဆန်းယောက်ကိုဆွတ်ထုတ်ပြီးအဲ့ကိုသပုတ်လိုက်သွားကြည့်ပါရက်လေးဆယ်စုံစမ်းပြီးပြန်လာပြောဆိုတော့ပြန်လာတဲ့အခါ၁၀ယောက်ကပါပြောလေဟာဒီခန္ဓာလူမျိုးတွေကကြီးကြီးတွေတဲ့ငါတို့ရှုံးပါလားငါတို့ကနှံ့ကောင်းနေတယ် တော့ငါတို့အေဂုတုပြည်ပြန်လှည့်မယ်ဒါဆေယောက်ကပြောတယ်ဒါပေမဲ့အဲ့ထဲမှာနှစ်ယောက်ကယောရှုနဲ့ကာလကအာမဟုတ်ဘူးတဲ့အခုဝင်တိုက်မယ်ဘောဖျက်ခင်ငါတို့ပြေးမယ်ဖျက်ခင်ဂရိတော်ရှိနေပြီသားငါတို့ကမရောက်သေးတာလေဂရိတော်ရောက်နေပြီအဲဒါယောရှုရဲ့နဲ့ကာလတို့ရဲ့ယုံကြည်ခြင်းအအောင်ချက်ကောနော်ဒီကနေ့တခါဒီသင်တတ်တာမှာသင်ရင်မှာကောင်းကြီးတာမရောက်သေးတာဖျက်ခင်ရဲ့နှုတ်ကတော်ရှိနေပြီသားဂရိတော်ရှိပြီသားအဲ့တော့ချိန်တန်တော့သူရောက်လာမှာသိမှချမ်းမှချင်းတာမရောက်သေးတာဒါပေမဲ့ဖျားရဲ့နှုတ်ကတော်ရှိပြီသားချမ်းမှချင်းတော့သူချိန်တန်ရောက်လာမှာ ဒါကိုရုပ်ရှင်နဲ့ကာလကဆွဲလမ်းပြီးအာကျွန်တော်အခုချက်ချင်းဝင်တိုက်လို့ရတယ်တို့နိုင်မယ်ကွာအဲ့ချိန်မှာပဲဒီဆယ်ယောက်ရဲ့စကားပြန်လှည့်မယ်စကားကိုနားထောင်ပြီးအာပြန်လှည့်မယ်ပြန်လှည့်မယ်ပဲပြောတော့ဒီယောရှုကာလကိုတချို့တွေကဂဲနေအောင်ပေါက်သွက်ဖို့လုပ်တာအဲ့ချိန်မှာဖျက်တဲ့ကမောရှိကိုပြောတယ်ဒီအစ်ရီတွေကဒီဆယ်ယောက်စကားကိုနားထောင်ပြီးညှိသွားတယ်တို့ကြောင့်နဲ့ဒါလောက်တော့တို့အေဂုတုပြန်ခြင်းပြန်လှည့်ခိုင်းမယ်လေအူတော်ထဲမှာတို့နှစ်40ပြန်ပတ်ဘောင်းလဲဆိုဒီတချို့7ယောက်သောစုံစမ်းတဲ့ရက်40ကို တရက်ကိုတစ်နှစ်နှုံးနဲ့နှစ်40ပြန်ပတ်ခိုင်းတာအဲတော်လေးကြံခန်းကြီး74လာသူတို့ပြန်လဲရတာတကယ်တော်လေးကျ73 74မှာခန္ဓာမီရောက်နေပြီကက်ကက်လေးရောက်နေပြီရောက်နေပြီဆိုတော့ကတ်နေပြီဘာလို့ကာရီရှာပနာအရက်ကနေခန္ဓာမီကကတ်နေပြီဝင်ယုံမဲဒါပေမဲ့သူတို့ခဏလေးညီးလိုက်တာခဏလေးညီးလိုက်တာ140ပြန်ပတ်လိုက်ရတာအဲ့ပြတ်ပြတ်လိုက်ရတဲ့သဲကန္နာရကြီးကဒီဟိုကျွန်တော်တို့ဒါကုနာဟလာတချို့၁၀ရောက်ရဲ့စကားကိုနားထောင်ပြီးညီးလိုက်တဲ့အုပ်စုမင်းတို့ ီတော်ရင်းမှာတည်ရမယ်နှစ်40ပြောင်းပတ်တယ်ဟောဒီရောက်ကြည့်ကြမြင်ဒီတော်ရင်းမှာသူတို့ဘာလုပ်ခဲ့ရလဲနှစ်40ပြောင်းပတ်ခဲ့ရဟောဒါကြောင့်ဒီတော်ဒီခန္ဓာကြီးအကြီးအကြီးကြီးတယ်အဲ့မှာခုနလိုပေါ့ရှိဟုတ် sorry ရုပ်ရဲ့ line ထတ်ချသွားလို့ဖြစ်ပါတယ်အဲ့တော့အစ္စရိယဒီတော်ရင်းမှာနှစ်40ပတ်တဲ့အခါမှာကျွန်တော်အားလုံးသိတဲ့အတိုင်းပဲเนาะလူပေါင်းများစွာနဲ့သူတို့စစ်ပွဲတွေရင်ဆိုင်ခဲ့ရတယ် ရှီဟုံမင်းတို့เนาะဒါတကယ်ဟလာအလုံးနာမည်ကြီးတဲ့အမောရီဖွဲ့တွေเนาะအာအမျိုးအမျိုးစုံနဲ့သူတို့ရင်ဆိုင်ပြီးတော့အော်တကယ်ကိုစစ်တေခင်းချင်းနောက်ဆုံးမှာပါဖြစ်လေခါနန်ပြည်ကိုသူတို့ဝင်ခဲ့ရဘာရှန်ရှင်ဘရင်ဩဂါတို့เนาะဟလာမော်ရီရှင်ဘရင် အမောရီရှင်ဘရင်ရှီဟုံမင်းတို့เนาะအဲဒါတွေနဲ့သူတို့ရင်ဆိုင်ရတယ်တော်ရဲမှာနှစ်40သူတို့ပတ်ခဲ့ ဘရနာဒ်ကဒီဘာလက်မင်းတို့နော်ဒါတွေဒီတောထဲမှာသူတို့ပတ်တဲ့ခါမှာရင်ဆိုင်ခဲ့ရတာတော့ဒီကန်နိုင်းအကြီးအကြီးကြီးပဲအဲ့ဒီမှာအချက်ကလေးကျွန်တော်အများကြီးမဟုတ်ဘူးလေးချက်လေးပြောပြချင်တယ်နံပါတ်1ဘရနာဒ်ချက်ကဘာလဲဆိုတော့သူတို့ဖျားကိုမယုံလို့ဒီကန်နိုင်းရမှာပြန်ပါတာခုနတချို့ဆေးရောက်စကားမဖြစ်နိုင်ဘူးဆိုတဲ့စကားကိုခဏလေးပြောလိုက်တာနှစ်40ပြန်ပါလိုက်ပြောလိုက်တာမိနစ်ပိုင်းလေးပြန်ပါတာနှစ်40 ောင်ဒီနေ့ဘယောက်မယုံသင်္ကန်းစကားကြီးသွားမပြောနဲ့အသင်ပြန်ပြီးစားမှာနှစ်နဲ့ချင်းပြန်ပြီးစားဖျောက်ယုံနေဖျောက်အကျွင်းမဲ့ယုံနေဖျောက်ခင်တတ်နိုင်တယ်ဖျောက်ခင်ငကိုကြည့်တယ်ဖျောက်ခင်ရက်ကသိန်းလှုပ်နိုင်တယ်မြမြဝန်ခံတဲ့အခက်ခဲတဲ့အအောင်စရာလွတ်မြောက်လာမှာဖြစ်ဒါပေမဲ့ဒီအစ္စရေးတွေကတော့အဖျားသခင်တန်နေရာတွေဖြစ်မဒီလေးစားကြီးစကားကြီးပြောနောက်ဆုံးဒီခဏလေးပြောလိုက်တာနှစ်၄၀မယုံလို့ဆိုပြန်ပါမယုံလို့နံပါတ်1နံပါတ်2တွေ့ချက်က နှစ်ယောက်စကားမှာဟာယောရှုကလည်းစကားမှာဂရိတော်ပါတယ်ဒါပေမဲ့သူကဂတိတော်ကိုမဆွဲလမ်းမဲအတွေးခေါ်ကိုဆွဲလမ်းလိုက်တာအဲ့မှာပြောတာတက်တာအဲ့လူဟာလောကမှာနေတဲ့အခါမှာတဲ့အတွေးခေါ်နဲ့မသွားနဲ့ဂရိတော်နဲ့သွားလူရဲ့အတွေးခေါ်ကလူကိုကြဆင်းသွားစေဒါပေမဲ့လူရဲ့လူဘုရားသခင်ပေးတဲ့ဂတိတော်ကြောင့်လူကိုခိုင်ခန့်စေအတွေးခေါ်ဆိုတာလွဲမားတဲ့အတွေးခေါ်ပေါ့မဖေရောက်မယုံသင်္ကန်းဖြစ်တာတော့ ဖျက်ခဲ့ပေးထားတဲ့နှုတ်ကပတ်တော်ကိုမယုံတာအဲ့လွဲမတဲ့အတွေးခေါ်တယ်ဖျက်ခဲ့ပေးထားတဲ့နှုတ်တော်ထွက်တယ်ကိုတန်လျာဖြစ်နေတာလို့အဲ့ဒါအတွေးခေါ်ကြောင်ဖြစ်တာဒါကြောင့်နှစ်ယောက်ရဲ့စကားဂတိတော်သူတို့ကလက်ခံဒါပေမဲ့သူတို့ဂတိတော်မယုံတဲ့အခါမှာသူတို့ကန္နာရမှာ140ပါနံပါတ်1ကဲဓမ္မတော်တတိယချက်ကသူတို့ရောက်တဲ့နေရာကာတီရှာပနာရဲ့ အဲ့ဒီအရေးသူတို့ဝင်ရနေပြီနားလည်အောင်ပြောရအောင်ခန္ဓာပီကသူတို့ ਨੇ လက်တကမ်းမှာရှိတယ်ဒါပေမဲ့ဒီကဒီရှဗနာအယက်မှာဖရားရဲ့မနစ်တတာနှလုံးသားကလွယ်မှဆိုဖရားကိုတုံ့ပြန်လိုက်တကနှစ်40ပြန်ပါအော်ဒီနေ့ကျွန်တော်တို့လည်းဖရားကကာဒီရှဗနာလို့အကောင်းဆုံးနေရာကိုပို့ပါအကောင်းဆုံးဖရားဖြစ်စေပါအကောင်းဆုံးလုပ်ပေးပါအဲ့တော့တေးဘာမဟုတ်တဲ့အရာ ਨੇ ပြန်လှည့်ရတဲ့အသက်တာထဲမှာမဝင်သွားဘူးအားပေးခြင်း ဒါနံပါတ်3နံပါတ်4နောက်ဆုံးတစ်ခုကဒီသဲကံရရဲမှာသူပတ်တဲ့အခါမှာဘာတွေသွားရင်ဆိုင်ရလဲစစ်ပွဲတွေရင်ဆိုင်ရနံပါတ်4နောက်ဘာရီရင်ဆိုင်ရေပြက်လက်ချင်းနေရင်ဆိုင်ရနောက်ဘာရီရင်ဆိုင်လဲစားစရာဘုရားကြီးမာနမုတ်ကျွေးနေရင်းနဲ့မတိမဲ့မြင်နေလှုပ်တဲ့အခါမှာဘာဖြစ်လဲဘဝမှာဘုရားသခင်ရဲ့တွန်တင်ခြင်းတွေသူရင်ဆိုင်ရတယ်နောက်တစ်ခုကဘာလဲအမျိုးမျိုးသောပြဿနာအခက်အခဲတွေဒီတောထဲမှာသူရင်ဆိုင်ရဘာကြောင့်လဲသူတို့လှဲ့ကျင်တာက အဲကုတုဘီပဲဖြစ်နေလို့ပြောကြင်တာသူတို့ရှေ့ရှုရမှာခါနာဒါပေမဲ့သူတို့ကကျွန်ဘဝကိုပဲပြန်စဉ်းစားတဲ့အခါမှာပင်မန်းခြင်းတွေကိုပဲပြန်ပြီးရင်ဆိုင်ရတယ်။အော်ဒီကနေ့သင်သက်တာမှာပင်မန်းခြင်းကိုရင်ဆိုင်ဖို့ဘုရားရှင်ကထားတာမဟုတ်ဘူး။ဂတိတော်ကို စွဲလမ်းပြီး အနာဂတ်မှာဘုရားလုပ်ပေးမယ့်အရာကိုခံစားရဖို့သင်ကိုဘုရားအသက်ရှင်စေခိုင်းတာဖြစ်တယ်။ဒါကိုကျွန်တော်နားလေရ။ တကယ်လို့ကျွန်တော်တို့ကဒီသဘောတရားကိုနားမလဲတဲ့အခါမှာနောက်ဆုံးပြန်လှည့်တဲ့အသက်တာနဲ့ပဲကျဆင်းသွားတာ။တောင်ကျမ်းစာထဲမှာဒီတောထဲမှာနေ့40ပြန်လှည့်တာအစ္စရေးတွေ။ဘာကြောင့်လဲ။ဖះစကားကိုမယုံဘူး။အော်ဒီကနေ့နှုတ်ကပတ်တော်တမန်ကျမ်းစာစကားကိုမယုံတဲ့သူတွေရဲ့အသက်တာမှာပင်မခြင်းမဲ့မျက်ခံစား။နောက်ကျမ်းစာမှာပြန်လှည့်တာဘာလို့လဲ။လောတာမင်းမှာပြန်လှည့်တာပင်မတယ်။နောက်နောမီမိသားစုဘဲလီမျိုးမှာစာခေါင်းမာတာနဲ့မောဘဘီကိုပြန်လှည့်သွားလိုက်တာ။၄ယောက်သွားတာ၃ယောက်သေးတယ်။တယောက်ပဲကျန်တော့။ ော့ဒီကနေ့နှစ်ချုပ်အားပေးခြင်းနဲ့လှဲ့တဲ့အသက်တာမဟုတ်ဘူးကျွန်တော်ပြန်လှဲ့တဲ့အသက်တာတော့မဟုတ်အသက်မရှင်အောင်ရှေ့တိုးတဲ့အသက်တာနဲ့ဘုရားသခင်ရဲ့ဂတိတော်ကိုမျောလင့်ပြီးဆွတ်လန်းတဲ့အသက်တာနဲ့အသက်ရှင်ရင်တဲ့ကိုကာဒီရှာဘနာဆိုတဲ့နေရာဣသရေလကာဒီရှာဘနာခါနပြီးဝင်အောင်ဝင်နေပြီသွားတော်ဆောင်သားပြီးပြန်အောင်လာနေပြီသူတို့ဝင်လို့ယုံမဲဒါပေမဲ့ဖျားရဲ့စကားတော့မယုံတဲ့အခါနှစ်40ပြား ပင်မန်းခြင်းနဲ့ဝန်းနေခြင်းတွေဆိုင်ရတယ်။ဒါကြောင့်ဒီကနေ့ကာတီရှာပနာလို့တင့်ကိုဖရာကခံနံပြီးအကောင်းဆုံးပြင်ဆင်ထားပြီးဖြစ်တယ်။ဒါဟုတ်တဲ့အနေ့တိုင်းနှုတ်နဲ့ဝန်ခံဖရာတကယ်တို့အိမ်တို့အကောင်းဆုံးပြင်ဆင်ထားတယ်။တို့သက်တာတို့အကောင်းဆုံးလုပ်ထားတယ်။အတိတ်ကိုပြန်မလှည့်နဲ့အနာဂတ်မှာဖရာလုပ်ထားတဲ့အရာကိုမျှော်လင့်ဒါကြောင့်နောက်ဆုံးစကားလေးလုံးပြောပြီးဒီကုန်းချုပ်ခြင်းနဲ့ဖြစ်နေတဲ့အရာထက်ဖြစ်လာမယ့်အရာအကောင်းဆုံးလို့ဖရာနာမနဲ့ဝန်ခံအကောင်းဆုံးဖြစ်လာမှာဖြစ်တယ် ကျမ်းစာသူရောက်ချင်းစီတိုင်းဖြတ်ရှက်သားပြီးကောင်းချီးပေးပါစေ God bless you all ကျွန်တော်ဒီကနေ့ line ခက်ခဲကြောင်းအနေငယ်နောက်ချမှုတော့နားလည်ပေးဖို့မြတ်တရရက်ခံလို့ကျွန်တော်နှစ်ဖန်ညနေမြန်မာစံတော်ချိန်ညနေ၄နာရီခွဲမှာကြံလိုက်ပြီးကျွန်တော်တွေ့ဆုံမှာဖြစ်ပါတယ်နှစ်ဖန်ကျွန်တော်ကိုးကူးမြောက်ချက်ကိုဆက်ပြီးနားထောင်မှာဖြစ်ပါတယ်ဒီကနေ့ကြည့်ရှုသူအားလုံးကိုဖြတ်ရှင်ကောင်းချီးပေးပါစေ sit down ကောင်းချီးခံယူကြပါစို့ခမီးတော်သားတော်သင်ရှင်းတော်ဘုညာတော်မှာသူပြထားတဲ့ဘာမှကောင်းကြီးဖြစ်ဖြစ်သည်တင်တော်အားလုံးပေါ်သူ၎င်းမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သူ၎င်း ဒီကနေ့မိုးနေ့ကြောက်တယ်မိုးနေ့ရှစ်သီးသီးပေါ်သူတကောင်မင်္ဂလာနေ့ပါလေချက်ရောက်တယ်ကရော့တာကိုဒေးဗစ်မိုးအောင်နဲ့တကွမနေညိုထွေးသားစကားနဲ့ပြည့်မင်္ဂလာနေ့ပါလေကနေကာလအစင်မြဖျားရဲ့ကုနာကောင်းကြီးခန်းစားရခြင်းမင်္ဂလာနေ့ပါလေကြောက်တယ်မိသားစုဝင်သီးသီးပေါ်ဖျားရှင်ကောင်းကြီးပေးခြင်းသူဖြစ်ဘုံတော်ဝင်စားသွားတဲ့သူတွေရဲ့ချက်ရှိတဲ့မိသားစုတွေအထုနဲ့သိမ့်မှုရခြင်းနဲ့တကွကြည့်ရှုတဲ့ online ပရိသတ်ထဲမှာမချမ်းမာတဲ့သူအားလုံးချမ်းမာခြင်းလက်တော်မှာစိတ်ကူတာမှုခံယူနေတဲ့ အန်တီဒိုဆွတ်ဆွတ်သိမ်းကျမ်းမာခြင်းနဲ့တကွပြုစုနေတဲ့သားသမီးများတို့မွေးတို့မှစသားသမီးမြင့်မြင့်များရဲ့ပြုစုနေခြင်းပေါ်မှာတာ၍တတ်တာချင်းကျမ်းမာပြတ်ခင်းခြင်းနဲ့တကွကြည့်ရှုနေတဲ့အွန်လိုင်းပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့ကျမ်းမာခြင်းနဲ့ဆိုင်တဲ့အရာလုံခြုံခြင်းနဲ့ဆိုင်တဲ့အရာကမ္ဘာကြီးမှာစစ်ပွဲတွေရပ်တန့်ခြင်းနဲ့တကွတဘာဝဘေးတံဖောက်ပြန်မှုတွေဖယ်ရှားခြင်းနဲ့တကွကျေးဇူးတဲ့ online ပရိသတ်အားလုံးတို့ဘုရားရှင်ပြုမဲ့ကောင်းကြီးတို့ဒီနေ့မှာစကားရဆင်းမြဲတက်ရောက်တည်ရှိတည်နေပါစေတော့ ်အာမင်ကျေးဇူးတင်ပါတယ်ကြီးရှိသူအားလုံးကိုဖျက်ရှင်သာပြီးကောင်းချီးပေးပါစေညီသက်ချင်းရှိပါစေ God bless you all ပြန်လည်တွေ့ဆုံကြပါစို့